ထိုင်းနိုင်ငံမဲဆောက်ရောက်ရွှေပြောင်းမြန်မာတွေတဲကဘိုးဘွားတွေအတွက်တက်ကြီးပူဇော်ပွဲကိုနေဆက်အခြေဆိုင်ဒေါက်တာစင်တီယာမောင်ရဲ့ CDC ကျောင်းမှာကျင်းပပြုလုပ်ပါတယ်ဒေါက်ခင်မင်းစော်ကသတင်းပေးပို့ထားပါတယ်ခင်ဗျာဒေါက်တာစင်တီယာမောင်တီထောင်တဲ့ CDC ကျောင်းမှာသံဃာ့ပြည်မြောက်တက်ကြီးပူဇော်ပွဲကျင်းပနေတာပါဒီခန္ဓာကိုမဲဆောင်မှာရောက်ချီလှုပ်လှုပ်နေကြတဲ့မြမရှေပြောင်းလူသမားတွေရဲ့မိဘဘိုးဘွားတွေကတက်ကြီးရဲ့ဦး900ဝန်းကျင်ဆက်ရောက်လာပါတယ် ထားတဲ့ဒီရွက်ချက်ကတော့အဲ့ဒီမပြန်နိုင်ကြပါမယ်လို့လည်းဒီဟိုလက်လက်ကြီးရအနည်းငယ်မှရှိတဲ့ပုံပါရစ်ဆိုတော့လို့သူ့တို့ရတဲ့နဲ့စူပါမနစ်ကောင်းနေရတာအားလုံးအတွက်လည်းအမကတ်ချီလို့ကြည်ရဖြစ်လို့ပေါ့နော်ပုံပါရစ်နဲ့လည်းတစ်နေ့ခါပေါ်တော့ဒီအချိန်လေးကိုပြောလဲပြီးတော့တော့ဒီမှာတို့ဒီစူပါမနစ်တော့ဝင်ပြီးတော့ပရောဂရက်စ်ချင်းအတွက်လည်းဒီနေ့လည်းပုံပါရစ်ကြားရရှိတယ် သက်60ထက်ဘဝတွေကိုနှိမ့်ပြင်ကြော့ခဲ့ကြပြီးဒီနေ့ကြော့ကန်900ဝန်းကျင်မှာအသက်80ကျော်အထက်22ဦးပါဝင်ပါတယ်။ဘဝအလုံးကိုဝန်းကက်ကျုံတောင်းတဲ့ကြော့ခဲ့ပြီးအသက်80အထက်ကိုဗန်900ထက်မှန်ကြော့ခဲ့ပါတယ်။ကြော့ခံနေတဲ့မှာပါတဲ့အသက်ကြရတစ်နှစ်ရှိတဲ့အဖိုးကတော့ဗက်900ထက်မှန်ပေးလှူပါတယ်။ဝင်ဝင်လာပြောလဲပြောလေနော်ဟုတ်ပြီဒီကတော့ဘာမှမင်းနဲ့ပြပါကြည့်လို့ဆွဲမှကြည့်တော့ဟိုတက်ပေါ့ စိတ်ထဲမှာခံစားရတာပေါ့ဗျာဟိုသားသမီးတွေကကတော့တော့မိဘစိတ်လှုပ်ရှားတာပေါ့ကလေးတွေကလည်းဟိုကကျမ်းမာရေးမိတ္တာတွေပါလေပို့ပေးရတော့သူလာရောက်အကြမ်းမခံနိုင်တဲ့အသက်80ထက်တက်ကြီးဖိုးပွားတွေကတော့အိမ်နဲ့ရရောက်လိုက်လံကြတော့မယ်လို့တက်ကြီးပူဇော်ဝဲဖွံ့ဖြိုးရေးကော်မတီဝင်တွေကပြောပါတယ်ဒီနေ့ခန္ဓာတက်ရောက်လာသူအားလုံးကိုမြမရိုးရတကြံထမင်းနဲ့အဲ့ခံကျွေးမွေးပြီး CDC ကျောင်းသူကျောင်းသားလေးတွေကကြံရင်းကရင်နဲ့တင်ဆက်ဖြော်ပြခဲ့ပါတယ်။ကျမခင်မင်းစပါရှင်။